တ်ထဖန်ဖန်လုံပြီးနေနေတာကိုအနေကဇာတိတို့ဇာတိတွေအများကြီးဖြစ်ရတယ်အများကြီးဖြစ်နေတာဟုတ်အနေကဇာတိတို့သန္တာရံလို့ဆိုတာကအဲလိုမျိုးတခြားလဲလဲနဲ့ကျင်းလဲနေတာကိုသံတရားလို့ပြောတယ်ဒီနေရာမှာကျိုးပြောတာဟုတ်အဲ့ဒီသံတရားဆိုတာကသံတရားတဲမှာကျုပ်တို့တွေသွားလဲနေတာမဟုတ်ဘူးညော်ကျုပ်တို့တဲမှာအဲ့ဒီသံတရားကြီးကလာလဲနေတာလို့ဒီလိုပြောရအောင် တွေ့သူယင်တဲ့နှလုံးထဲမှာဒီတန်တရားကြီးကလာလဲနေတော့အနေကဇာတိတန်တရာတန်တဝိတံအနိဗ္ဗိတံဆိုလို့ခါကြီးတဲ့ကိုတို့ကြည်လွားပြီးတော့နေခဲ့ရတာတဲ့အဲဒီလိုမျိုးလို့ဖျားနေပြီးတော့ကြားတဲ့ဥဒန်းလို့တော်မူတယ်ဥဒန်းကဥဒါနပါဇက်ထဲမှာတက်တာသိကြည့်တဲ့အခါမှာကြည်လို့လို့သိကြည့်တာလေးတိုင်းတက်လာတဲ့စကားကလေးကိုဥဒန်းစကားလို့ပြောတယ်ဥဒန်းကတာလေးပေါ့ဥဒန်းတခြင်းလေးပေါ့အဲလိုနဲ့သူတက်လာလိုက်တာဘာဖြစ်လဲဆိုတော့ ဟေးတဏယောက်ျားလက်သမားတဲ့မင်းတို့ငါတွေ့ပြီတဲ့မင်းနောက်ကိုတဲ့ငါတန်တရာလို့ဆိုတဲ့ခန္ဓာအိမ်ကြီးကိုမင်းဆောက်လို့ရမယ်ပြင်သေးသလားတဲ့ဟောသူတယောက်တည်းကျေးဝါနေတာတခြင်းနဲ့မှတော့ဒါမင်းဟာဒီဟိုတဲ့မင်းဆောက်ပြီးသားတဲ့အသာတဲ့အရှင်ကြီးရေနေရီတိုင်းပြည်များတွေငါအပေါင်းချိုးပြပြလိုက်ပြီတဲ့မင်းတော့ထိုင်မဆောက်တော့ဘူးတဲ့ဟောသူပြောတဲ့ခါတဲ့ဒီသူရွတ်တဲ့ ူတန်းစကားလေးရဲ့အဘိဓိယပေါ့ဗျာအဲ့လိုကြီးသူပြောတာအဲ့တော့ဒါဘာပြောတာလဲလို့နေလို့ချင်းကျုပ်တို့ဗျာအဘိဓာနဲ့ဒေါမနတလို့ဆိုတဲ့ကံရဲ့အကြောင်းတရားတွေကိုသူကနေပြီးစုံစုံစည်းစည်းနဲ့နေလိုက်တာပုံမှန်ပြီးပြီးတကလားသူကံနေမပြုတ်တော့ဒီကံနေမပြုတ်ရကြောင်းဒီကံနေမပြုတ်ကံနေများတဲ့အခါကျတော့အတိတ်ကပြုတ်ခဲ့ဘူးတဲ့ပုံစံကံပုံစံနေပေါ့ကံပုံစံနေလဲအကုန်ပြည့်စည်းပြလိုက် ဖြစ်လဲတိဏံပူရဏဟောအကောင်းဖြစ်တဲ့ကိလေသာတွေလည်းကုန်ပြီနဝနာတိတံဘောတံဘောအတိဖြစ်တဲ့နဝအတိဖြစ်တဲ့တံနဝတံဘောအတိဖြစ်တဲ့ကိလေသာတွေလည်းနတ်တိမရှိတော့ဘူးလည်းငင်းလည်းကိလေသာမရှိဘူးအတိကဖြစ်တဲ့ကိလေသာတွေလည်းကုန်ပြီအဲအဲ့လိုမျိုးလို့တခါတည်းပြောတာဟုတ်ဒါဘာဖြစ်လဲအတိကိလေသာလည်းကုန်ပြီပြစ္ဆုတ်ကံကိလေသာလည်းကုန်ပြီနဝနာတိတံဘော ဝိရတသိတ္တယတိကေဘဝတမေအနာဂတ်ဘဝကိုလည်းဘယ်လိုမှတလန်းလန်းနဲ့မလန်းတော့အနာဂတ်ဘဝဆိုတာသေပြီးနောင်ဖြစ်မဲ့ဘဝလို့လည်းမမှတ်ပြကြနဲ့နော်ဆိုလိုတာတော့နောက်ထပ်လည်းလည်းဘသူ့ဥမဟောတာမဟုတ်ပဲနဲ့သူပတ္တန်တို့တယောက်တည်းပဲစိတ်ကြည်လက်ကြည်စေရင်လည်းအနေထားနဲ့ရွတ်ဆိုတာလို့ပြောမှာပေါ့ဒါလေးကပါလေလို့ဆိုတော့ယတာဝေပါတုဘွန်တိဓမ္မအာတာပိနောသာတောပြမနတာအထတ္တကိင်္ဂဝပယန္တိသဗ္ဗယတောပဒနာတိသာဟိတုဓမ္မလို့ပြော သာလိရဲ့သိပေကပရိသတ်သောဥပလေပတ်ပုံအလူလောဘအားဖြင့်လေပတ်ပုံဝိသပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပနဲ့ဒီလိုလေပတ်ပုံအကြောင်းပြောတဲ့စကားပဲဗျာသာလိပြောတာဟိုအိဗေခေါ်ကြည့်မယ်ဆိုရင်ယတဝေပါတုဝန္တိဓမ္မအာတာပိနောဇာယတောပြမနတ္တအာတာပိနောဇာယတောပြမနတ္တဆိုတာအာထုတ်တဲ့ယန္တမနမှာတဲ့အာထုတ်တဲ့နုံနုံကြကြရှိတဲ့ယန္တမနမှာ ယေတံဝိပါတုဝဏိတမအပြင်းခံတဲ့တရားတွေထင်လာတယ်တဲ့ဘယ်လိုထင်လာတယ်လို့ဆိုယတောပဇာနာတိတာဟိတုတမအကြောင်းနဲ့တကွဖြစ်တဲ့သဘောတရားတွေထင်လာတယ်တဲ့အတ္တကိန္တဝပယနိတပါဘယ်လိုအကြောင်းနဲ့တကွဖြစ်ပွားတဲ့တရားတွေထင်လာတဲ့အခါမှာတဲ့ဘာဖြစ်တယ်လို့ဆိုတော့ဝပယနိတပါအကုန်လုံးကိန္တာဝပယနိတပါယုံမာတွေအကုန်လုံး ကြောက်ရက်ပြီးကုန်တယ်လို့ဒီလိုဆိုလိုတယ်ဗျအဲဒီလိုသာတော့ရင်ကျုပ်တို့ဗျာပရိသတ်သမုပ္ပါကိုမြင်လိုက်တယ်ပရိသတ်သမုပ္ပါမြင်လိုက်တယ်ဆိုတော့ခင်ဗျားတို့ကသဘောတရားကြီးတရက်ကိုတတ်တမတ်မတ်မြင်နေတယ်လို့လို့ထင်နေမှာသိုးပါသိုးပါတယ်ကံကိုမြင်လိုက်တာဗျာပရိသတ်သမုပ္ပါကကံရဲ့လေပတ်ဖြစ်ပွားပုံကိုကြားတဲ့ဟာဖြစ်တယ်အဲဒါကံရဲ့လေပတ်ဖြစ်ပွားပုံကိုသူမြင်လိုက်တဲ့အတွက်အင်းဒီဟာကတော့ သူ့အကြောင်းကြောင့်သူ့အကျိုးဖြစ်တာပဲလို့ဆိုတာသိတာပေါ့ဗျာ။ဘာလို့လဲဆိုရင်ကံရဲ့အကြောင်းကြောင့်ကံဖြစ်။ကံကြောင့်တခါကံရဲ့အကျိုးဖြစ်။နောက်ကံရဲ့အကျိုးကြောင့်ကံရဲ့အကြောင်းကြံဖြစ်။အဲဒီလိုမျိုးလို့အကြောင်းနဲ့တကွဖြစ်ပွားနေတဲ့အကျိုးတွေကိုသူမြင်တာလို့သူပြောမှာပေါ့။အဲဒီလိုမြင်တော့ရတောပဇာနာတိတာယတုဓမ္မံဆိုပြီးတကလား။အကြောင်းနဲ့တော့ကဖြစ်တဲ့အကျိုးတွေမြင်တဲ့အခါကျတထတ္တကိဏဘောဗျာဏိတာပါအကုန်လုံးယုံမာတွေကြောက်နေတယ် တော့ခင်ဗျားတို့ယုံမဆိုတဲ့ဟာတွေလည်းပဲဘာတွေလို့မသိလည်းပဲဖြစ်ကုန်ကြပါအောင်မယ်။စာရင်းနဲ့လည်းပဲယင်းဤနေပြီးသားသူကတော့ဒီလောက်ကလေးပြောလိုက်ရင်အကုန်သိသွားပြီဖြစ်ပေမဲ့လို့မယင်းဤနေသေးတဲ့သူအနေနဲ့ကတော့စကားလုံးတစ်လုံးတိုင်းတစ်လုံးတိုင်းကရှင်းစရာကြီးတယ်ဖြစ်နေတယ်ဗျ။ဘယ်လိုလဲလို့ဆိုတဲ့အခါကျယုံမတွေရှိတယ်ယုံမတွေရှိတယ်ဆိုတာဘာတွေယုံမတာတုံးလို့မမေးနဲ့။ကိုယ်ဖြစ်နေတဲ့ဖြစ်ရတွေကိုယုံမတာဗျ။ကိုယ်ဆိုးဝါးကြီးဖြစ်နေပြီမလိုလားတဲ့ဖြစ်ရကြီးဖြစ်နေပြီလို့ဆိုတဲ့ ။ငါဘာကြောင့်များဖြစ်ပါလိမ့်နော်။ဘာကြောင့်များဖြစ်ပါလိမ့်လို့ဆိုတော့မိဘကတခါတည်းတက်လာတော့တကယ်လို့ကောင်းကောင်းမွန်မွန်ကလေးဖြစ်နေပြီးပြီကိုယ်မှဖြစ်နေတဲ့အဖြစ်ကလေးကတော့ကောင်းကောင်းမွန်မွန်ဖြစ်နေတယ်လို့ဆိုရင်ငါဒီကောင်းမွန်မွန်ဖြစ်တာဘာကြောင့်များဖြစ်ပါလိမ့်နော်လို့ဆိုတော့မိဘကလည်းတက်လာပြန်သေးတော့တာဗျ။အဲ့တော့ကိုယ်ဖြစ်တဲ့ကောင်းကောင်းဖြစ်ဖြစ်စိုးစိုးဖြစ်ဖြစ်ဒီအဖြစ်ကိုကိုယ်ဖြစ်နေတဲ့ဟာကိုကိုသိတာဆိုတော့ကိုသိနေတဲ့ကိုယ်ဖြစ်ကိုဘာကြောင့်ဖြစ်တာပါလိမ့်လို့ဆိုတော့မိဘကတက်တာဗျ။အဲ့ဒီမိဘကတက်တဲ့ဟာလူတိုင်းတက်တာတယောက်တလီတက်တာမဟုတ်ဘူး။ ်ကိုဖြစ်နေတဲ့ဖြစ်ရကိုဘာကြောင့်မလိမ့်ဘာကြောင့်မလိမ့်လို့ဆိုတာဒီတိုင်းပဲမိကုန်မေးတယ်။အဲ့ဒါလို့မိကုန်မေးတဲ့အခါမှာလည်းပဲဒီမိကုန်ကိုဖြေပေးနေတဲ့လူတွေကလည်းတပုန်တွေးရှိတာဗျာ။ဥပမာပြောကြလို့ခင်ဗျားတို့သိနေကြတဲ့နတ်ကတော်တွေ။ဟောနတ်ကတော်တွေဆိုလည်းပဲဒီမိကုန်တွေဖြေပေးနေတာပဲဗျာ။ဒီလူတို့တက်နေတယ်လို့ဆိုလို့ချင်းသူ့သွားမေးကြည့်ဒါအရှင်ကြီးကမသာလို့ပေါ့လို့ပြောဖို့ပြောပြလိုက်ပါဒီလူကြဆုံးနေတယ်ဆိုရင်ကြဆုံးနေတဲ့ဟာတခုမလူလားတဲ့ဖြစ်ရတခုဖြစ်နေတာကိုနတ်တော်မေယုံမှာလဲသူသွားမေးကြည့် အာဘေးရှင်ကြီးကနေပြီးတော့အဲ့ဒါပြူသားလိုက်လို့ပဲလို့ဆိုတာပြောမှပြတာအဲ့တော့ပြောမယ်ဆိုရင်ကျုပ်တို့ကအရှင်ကြီးရဲ့သားကောင်လို့လို့ကိုဖြစ်တယ်အရှင်ကြီးပြုတဲ့အတိုင်းပဲခံနေရတယ်လို့လို့အရှင်ကြီးမသားရင်ကြီးမြင့်အရှင်ကြီးပြုသားလို့ရှင်ပြန်ကျုပ်တို့ကြဆုံးဆိုတာမျိုးလို့သင်ကိုနေရတော့တာလို့ဘယ်လိုပြောရမလဲဒါဆိုလိုတာကတော့ယုံမားတာအဲ့လိုအရှင်ကြီးကပဲပြုစုလိုက်လို့ပြုသားလိုက်လို့အရှင်ကြီးကပဲမသားလိုက်လို့ဆိုတဲ့ဟာတွေကိုယုံတာအဲ့ဒါယုံတာပဲဗျာ အဲ့ယုံနာကအမှန်တမ်းယုံနာလားအမှားယုံနာလားလို့ဆိုတော့အမှားယုံနာဖြစ်တဲ့အတွက်အဲ့လိုအမှားယုံနာကိုရှေးခါကစကားနဲ့ပြောတော့ယုံပါတာလို့ပြောရတယ်ကာအထက်တကင်္ခဝပယန္တိသဗ္ဗအထက်တကင်္ခအဲ့ဒီကမှတဲ့ကင်္ခယုံမားတွေဟာဝပယန္တိကြောက်ကုန်ကြတယ်လို့ဒီလိုဆိုတယ်အဲ့သူလာတော့ယုံမာရီယုံမာရီဆိုဗာရီယုံမာတာလို့ဆိုကိုဖြစ်ကိုယုံမာတာနတ်ကမာလို့လို့လို့အဲ့နတ်ကပဲချလိုက်လို့လို့လို့ အဲ့လိုမျိုးလို့ဗေဒင်ဆရာသွားနေမယ်ကိုနေနီးတာကဗေဒင်ဆရာအနီးတဲ့စီဗေဒင်ဆရာကျွန်တော်ဖြစ်ပွားနေတဲ့ဖြစ်ပွားချက်ကလေးတွေဟိုဘာကြောင့်ဖြစ်တယ်ဆိုတာသိအောင်ပြောပြသမှာတွက်ပြသမှာအောင်ဆိုဗေဒင်ဆရာလည်းတွက်ပြလိုက်ပါဗျာတွက်ပြလိုက်ပြီဆိုရင်အာမင်းမွေးတာပဲရက်တော့ပဲလားတော့ဘယ်နှစ်တော့အဲ့ဒါဒီနဲ့သူကနေပြီးတော့ကောင်းကင်နေလာတဲ့ခါဒီကိုကားနဲ့ချက်ကြည့်ပြီးတကလားဇာတာခွေမင်းနဲ့မှမင်းကဘယ်ရောက်နေတာပဲမင်းဇာတာဘယ်လိုမင်းစားဘယ်လိုမင်းလက်ကဘယ်လိုနဲ့ဆိုတာပြောပြတာလားမင်းဘာတွေဖြစ်နေတာဘာကြောင့်ပေါ့ မင်းတော့ဘာတွေပြောမှာဆိုတာမျိုးနဲ့ तू ကပြောလိုက်တာလေဒါလိုပြောလိုက်တော့ကိုဖြစ်ရကို तू ကလည်းပဲပြီးတာလည်းမဟုတ်ပဲနဲ့ဒီကြောင့်ဒီမိုးလိုဟာကလေးတွေချပြီးချိလိုက်တာနဲ့ပဲအကုန်လုံးကိုကိုဖြစ်ရကို तू ကနေဟောတော့တာဗျာဟောတော့လေသူတို့ကလည်းပဲပြောတတ်တဲ့ပညာအပြည့်ရှိတဲ့သူတွေဗျာပြောမစွေနတ်ဆရာဖြစ်တဲ့နတ်တော်မှာလည်းပဲစကားပြောပညာအပြည့်ရှိတယ်အဲဒါလိုပဲနတ်ခတ်ဆရာဖြစ်တဲ့ဗေဒေပြမှာလည်းပဲစကားပြောပညာအပြည့်ရှိတာဆိုတော့သူတို့ပြောရင် သူတို့စကားကြားတယ်သူကမယုံမရှိနိုင်ဘူးရေယုံရတာဒီလိုယုံတော့သူတို့ပြောတဲ့အတိုင်းယုံတာမှန်လို့လားလို့မေးတော့အမားတွေကိုယုံတာအဲ့ဒါလိုအမားတွေကိုယုံတာဖြစ်တဲ့အတွက်အဲ့ဒါလိုမျိုးယုံတာကိုယုံပါတယ်လို့ဟောတယ်လို့ပြောရတာခုဖြစ်နေတဲ့ဖြစ်ရပ်ကိုဒင်းချာမပြောနိုင်ပါဘူးခုဖြစ်နေတဲ့ဖြစ်ရပ်ကိုနတ်ချာမပြောနိုင်ပါဘူးကိုဖြစ်နေတဲ့ဖြစ်ရကိုဘိုးတော်လို့ဆိုတဲ့တရားကိုပြောနိုင်မှာလားလို့မေးရင် ဘိုးတော်နဲ့တွေ့ရင်လည်းအဲ့ဒီသူကတော့ဘိုးတော်ရဲ့ကြီးကျုံဖြစ်ပြီလို့သာမှတ်ပြီးတော့လဲရပဲဗျာဘိုးတော်ရဲ့ကြီးကျုံလည်းဖြစ်တော့တာဘာလို့လဲဆိုရင်တော့ဘိုးတော်ကလည်းပဲခုပြောတာမင်းဘာဖြစ်မှာဘာဖြစ်မှာဘာလဲမင်းဘာဖြစ်ခဲ့ပြီဘာဖြစ်ခဲ့ပြီဘာဖြစ်ခဲ့ပြီဆိုတာသူပြောတဲ့စကားဆယ်လို့ဆိုရင်လည်းနှလုံးအောင်ကတော့မှန်ချင်မှန်းနေတာဗျာမှန်းနေတာဆိုတော့ပြောတတ်တဲ့ရည်ချင်းရှိတဲ့သူဆိုတော့လည်းဘိုးမှန်းနေတာပေါ့ဗျာအဲ့လိုမှန်းနေရာနေပြီးတော့ဟောပြောလို့တယ်ဗျာသူပြောတဲ့စကားကိုသူကယုံညားတော့ယုံတဲ့အခါကျတော့အမှန်ကိုယုံတာလားလို့နေတော့အဲ့ဒါလေးယုံမှားတာကြီးပဲ ဆိုတာတော့ကိုအကြောင်းကိုဓာတ်ဆရာကပြောလိုက်နတ်ဆရာကပြောလိုက်နက်ခတ်ဆရာကပြောလိုက်အမျိုးမျိုးနောက်ဘာသာရေးတွေကပြောလိုက်မင်းဟိုရှင်အတိတ်ဘဝကံတရားထိုးလို့မို့မဲ့ဒီမှာထိုးနေတာပေါ့ရှင်အတိတ်ဘဝကံတရားကောင်းတော့မင်းကောင်းနေတာပေါ့နဲ့အဲ့လိုပဲဘာသာရေးဆရာကလည်းပဲပြောတာပဲဘာသာရေးဆရာပြောတာလည်းပဲယုံလိုက်တယ်အဲ့လိုယုံတော့လေကျွတ်တယ်တွေကအယုံမှန်နေလားလို့နေတော့အယုံမှန်အဲ့တော့ကျွတ်တို့က ကုဖြစ်နေတဲ့ဖြစ်ရာဟိုဟာကြောင့်လူလူဒီဟာကြောင့်လူလူနတ်ကြောင့်လူလူဓာတ်ကြောင့်လူလူလက်ခတ်ကြောင့်လူလူအဲ့ဒီလိုမျိုးတွေတို့တို့မှာဖြစ်ကြရတာပေါ့လူတွေလည်းကွဲကုန်ကြရတာပေါ့ဗျာအဲ့ဒီလိုပဲဓာတ်သမားတစ်မျိုးဓာတ်သမားတစ်မျိုးလက်ခတ်သမားတစ်မျိုးအမျိုးမျိုးကွဲကုန်ကြရတာဒီလိုကွဲရရဲ့လူတွေကွဲရရဲ့အကြောင်းရင်းကဘာကြောင့်လဲလို့မေးလို့ရှိရင်ခုနပြောရဲ့ကုဖြစ်နေတဲ့ဖြစ်ရာကိုကိုမသိရတယ်ပြီးတော့ကွဲတာဗျာ အဲ့လိုမသိတဲ့အဖြစ်ကိုလွန်မြောက်သွားတဲ့အဖြစ်ကြတော့မြတ်စွာဘုရားကရုပ်သားတွေကြောက်သွားပြီးအထက်တာကင်ခါဝပယ်ရတယ်